င်္ဂလာပါခင်ဗျာ PPTV ရဲ့တည်တံ့တွဲဆိုဝေမျက်ကန်းကနေကြိုဆိုပါရစေ။မနေ့ကဇွန်လ9ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့133ချိန်မြောက်အပြည်ပြည်ဆိုင်ရာအလုံသမားနီလာခံ ILC ကမြန်မာစစ်ကောင်စီကို ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်33အရပြင်းထန်စွာအရေးယူတန်ခတ်ရန်ဆုံးဖြတ်လိုက်ကြပါရစေ။အခုလိုမျိုးအရေးယူခံရမှုကြောင့်စစ်ကောင်စီဟာရခိုင်ကထက်ပုံမူပြင်းထန်တဲ့နိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင်ရွယ်ရှိလာနိုင်သလား။ ဘလို့ဖီအားမျိုးတွေနဲ့ရင်ဆိုင်ရနိုင်ပါသလဲအခုလိုမျိုးဆုံးဖြတ်ချက်မျိုးချနိုင်မှုအထိအမျိုးသားညီညွတ်ရေးအစိုးရလူ့သမားဝန်ကြီးဌာနအနေနဲ့ဘလို့အခန်းကဏ္ဍကနေပါဝင်ခဲ့ရသလဲဒီကိစ္စနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရလူ့သမားဝန်ကြီးဌာနဒုတိယဝန်ကြီးဦးကျော်နေကိုဆက်သွယ်မေးမြန်းထားပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူမောင်သိန်းပါ ်မင်္ဂလာပါဝင်ကြီးဥကြော်နေခင်ဗျာဟုတ်ကဲ့မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဝင်ကြီးမနေ့ကဇွန်လ9ရက်နေ့ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပခဲ့တဲ့ဒီ133ကြိမ်မြောက်အပြည်ပြည်ဆိုင်ရာအလုံတမားနီလာခံ ILC ကဒီမြန်မာ စစ်ကောင်စီကို ILO ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ33အရာပြင်းထန်စွာအရေးယူတံခတ်ရန်ဆုံးဖြတ်လိုက်ကြောင်းသိရပါတယ်ဒီကိစ္စနဲ့ပတ်သက်ပြီးအကြံဖတ်စစ်ကောင်စီကိုတံခတ်ပိတ်ဆို့အရေးယူဖို့အတွက်မဲခွဲစရာတော့မလိုဘဲနဲ့တညီတညွတ်သေးဆုံးဖြတ်လိုက်တယ်လို့လည်းသိရပါတယ် ဲ့ဒီအခြေအနေကိုပြောပြပေးပါဝန်ကြီးခင်ဗျာအော်ဟုတ်ကဲ့ကျွန်တော်တို့ဒီစုံပြတ်ချက်မူကြမ်းပေါ့နော်စုံပြတ်ချက်မူကြမ်းကိုတော့ပြီးခဲ့တဲ့ governing body ပေါ့ governing body ရဲ့353ဂျင်မြောက်အစည်းအဝေးမှာလည်းဟိုဒီမူကြမ်းကိုရေးဆွဲထားပြီးသားပေါ့နော်ဒါကြောင့်ဒီမူကြမ်းကိုအခုဒီညီလာခံမှာတင်တဲ့အခါမှာဒီဒီစုံပြတ်ချက်ကိုပေါ့နော်ဒီရေးယူဖို့ဆိုတဲ့စုံပြတ်ချက်ကိုကျွန်တော်တို့အားလုံးက ဟိုလူလူလားလားနဲ့ထောက်ခံလိုက်တယ်ပေါ့အတိပယ်ကတော့ဗျာဒီစက္ကစရဲ့ဗမာပြည်မှာလူသမားခွင့်ရချိုးဖောက်မှုတွေလူ့ခွင့်ရချိုးဖောက်မှုတွေဟာပေါ်လွင်တယ်ပေါ့ပေါ်လွင်တယ်စက္ကစကဒဏ်ခတ်အေးအယူဖို့ထိုက်တန်တယ်ဆိုတာကိုဒီ ILO ရဲ့အဖွဲ့ဝင်နိုင်ငံအားလုံးကတညီတညွတ်แท้ပေါ့နော်မြင်တယ်ပေါ့တညီတညွတ်แท้ဒီပေါ်မှာသဘောတူတယ်ဆိုတဲ့အတိပယ်ပဲပေါ့နော် စက္ကစဟာဒီပြည်သူတွေနဲ့လူ့သမားတွေအပေါ်မှာ ဖိနှိပ်မှုတွေကျူးလွန်မှုတွေရှိတဲ့အတွက်ကြောင့်သူဟာဒဏ်ခတ်ရေးယူဖို့ရထိုက်တန်နေဆိုတဲ့သဘောကိုပြတာပဲပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီသူရဲ့မိတ်ဆွေတွေလို့ပြောလို့ရတယ်ပေါ့နော်ကတာဗမာပြည်မြင်ပြည်သူတွေမြင်နေတဲ့ရုရှားတို့တရုတ်တို့တောင်မှဒါဒီဆုံးဖြတ်ချက်ကိုကျွန်တော်တို့မဲခွဲဖို့တောင်းဆိုတာတွေကန့်ကွက်တာတွေမရှိခဲ့ဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့အဖွဲ့ဝင်နိုင်ငံအားလုံးဟာဒီပေါ်မှာတော့ တညီတညွတ်တဲ့အမြင်ရှိတယ်။စကစားဟာအပြစ်သားတယောက်လူမျိုးမြင်တဲ့အမြင်တော့ကမ္ဘာအတိုင်းဝိုင်းအပေါ်ကမြင်နေတယ်ဆိုတော့ပေါ်လွင်သွားတာ။ဟုတ်ကဲ့ပါဝင်ကြီး။အဲဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်မှုအထိစ조사ဆောင်ရွက်ခဲ့တဲ့အဆင့်တွေကဘာတွေရှိပါသလဲ။နောက်ပြီးတော့အမျိုးသားညီညွတ်အစိုးရအလုပ်သမားဝန်ကြီးဌာနအနေနဲ့ဘလို့အခန်းကဏ္ဍကနေပါဝင်ခဲ့ပါသလဲ။အော်ဟုတ်ကဲ့။ဒီအဆင့်လေးကိုတော့အချင်းချင်းပေါ့နော်။အချင်းချင်းကျွန်တော်ရှင်းပြလို့ပါတယ်။ 2021ဒီအချမ်းဘတ်စစ်ကောင်စီကအာဏာလူယူကြတဲ့ကပေါ့အဲ့ဒီတဲကူကသူတို့အလုသမားအခွင့်အရေးလူခွင့်ရေးတွေချိုးဖောက်ခဲ့တယ်ပေါ့နော်အဲလိုကတော့သူနဲ့သက်ဆိုင်တဲ့အလုသမားအခွင့်အရေးရှူတောင်းကနေပြီးတော့ကြည်ပြီးတော့ဒီ convention 29နဲ့87ချိုးဖောက်မှုတွေရှိတယ်ဆိုတော့ဒီတိုင်တန်းချက်တွေပေါ့နော်ဒီပေါ်လွင်နေတာတွေမြင်ရတယ်မြင်ရတဲ့အတွက်ဒါတွေဟာတကယ်ဟုတ်မဟုတ်ကို commission on inquiry ကို2022ခုနှစ်မှာဖွဲ့စည်းခဲ့တယ် ဝယ်ကြည့်ပြီးတော့ဒီလိုချိုးဖောက်မှုတွေရှိနေတယ်ဆိုတာအမှန်ပဲလားဆိုတော့ကိုဒီစုံစမ်းစစ်ဆေးစေခဲ့ပါတယ်။အဲ့တော့ကျွန်တော်တို့မြို့သားညညွေးအစိုးရအနေနဲ့ကတော့အဲ့ကာလတည်းကကျွန်တော်တို့ဒီ commission on inquiry နဲ့ပူးပေါင်းပြီးတော့ဆောင်ရွက်ခဲ့တယ်။စက္ကဆရဲ့ကျူးလွန်မှုတွေကိုကျွန်တော်တို့အထောက်အထားတွေပေးခဲ့တယ်ပေါ့နော်။ဒီလူသက်တွေဒီဒီစာရွက်စာတမ်းသက်တွေကျွန်တော်တို့ပေးပို့ခဲ့တယ်။ဒီလိုပေးပို့တဲ့အခါမှာကျွန်တော်တို့မြို့သားညညွေးအစိုးရအလို့သမားဝန်ကြီးဌာနအနေနဲ့ရော ။ဒါဝင်ကြီးဌာနကဥဆောင်တဲ့အစိုးရဥဆောင်တဲ့သုံးဝင်ဆိုင်ပေါ့နော်။ကျွန်တော်တို့ NUG ဥဆောင်တဲ့အစိုးရအလို့ရှင်အလို့သမားကိုယ်စားလှယ်တွေပါတဲ့သုံးဝင်ဆိုင်ဖွဲ့အနေနဲ့ကိုကျွန်တော်တို့ဒီအပေါ်မှာပူပေါင်းစောင့်မျက်မှုတွေရှိခဲ့တယ်ပေါ့နော်။ဒါကြောင့်လည်း Commission on Inquiry 2023မှာဒီ recommendation တွေနဲ့အတူပေါ့နော်တိုက်စကစပေါ့တိုက်တွန်းချက်တွေနဲ့ဒါတွေကိုပြုပြင်ဖို့တော့ဖြည့်ရှင်းဖို့ဆိုတာတွေသူတို့အစီရင်ခံတာထွက်လာပဲအ သို့တော်လည်းပဲအဲ့အစီရင်ခံစာအပေါ်မှာလဲစက္ကစကအရေးယူမှုဖတ်လို့မှုမရှိခဲ့ဘူးမရှိခဲ့ဘူးဆက်လက်ကျူးလွန်နေတယ်ဖောက်ဖျက်နေတယ်ဒါကြောင့်ကျွန်တော်တို့ဒါကိုအရေးယူဖို့ဆိုတဲ့လမ်းကြောင်းကိုကျွန်တော်တို့ဒီအလို့သမားဝန်ကြီးဌာနအပါအဝင်ပေါ့နော်တုံ့ဝေးဆိုင်ကိုယ်စားလှယ်အဖွဲ့ရနေပြီးတော့ ILO မှာကျွန်တော်တို့တောင်းဆိုခဲ့တာရှိတယ်အဲ့တော့ဒီညတွေမှာလဲကျွန်တော်တို့ပူပေါင်းပါဝင်ခဲ့တယ်ဒါအပြင်စက္ကစရဲ့ထက်ခါထက်ခါကျူးလွန်နေမှုတွေပေါ့နော်အလို့သမားတွေအခုနက ။ Convention 20 2987ကိုတင်မကဘဲနဲ့အခြားသောဒီလူခွင့်ရေးချိုးဖောက်မှုတွေနောက်ရဲသားတွေအပေါ်ကိုဘုံကျဲတိုက်ခိုက်မှုတွေဒီကြေးရွာတွေမိရှုဖျက်ဆီးမှုတွေပေါ့နော်။ထွေထွေလူခွင့်ရေးချိုးဖောက်မှုတွေအလုံသမားခွင့်ရေးချိုးဖောက်မှုတွေအချက်လက်တွေကိုလည်းကျွန်တော်တို့တောက်လျှောက်ပြပူခဲ့တယ်။တိုက်တွန်းချက်တွေကိုဆက်လက်ချိုးဖောက်နေတာကိုလည်းကျွန်တော်တို့ပေါ်တွင်စီတဲ့အချက်လက်တွေပေါ့နော်။ဒါတွေကိုကောက်ယူခဲ့တယ်။ဒီလိုကောက်ယူခဲ့တဲ့အခါမှာလည်းကျွန်တော်တို့ဝန်ကြီးဌာန တခုတည်းတင်ဟုတ်ပါဘူးကျွန်တော်တို့သုံးမွေးဆိုင်အနေနဲ့ကျွန်တော်တို့ပေးဖို့ခဲ့တယ်ဝန်ကြီးဌာနနဲ့အတူပေါ့နော်ဒါနိုင်ငံတကာကလူ့သမားရေးရအဖွဲ့တွေလူ့သမားအဖွဲ့ချုပ်တွေပူးပေါင်းပါဝင်မှုတွေဒါဒေတာတွေမှာရှိနေတဲ့ဒါ OIA လိုမျိုးပေါ့နော်ဒီရပ်ဘက်အဖွဲ့အစည်းတွေရဲ့ပူးပေါင်းပါဝင်မှုတွေပေါ့ဒီလိုမျိုးတွေရဲ့ပူးပေါင်းပါဝင်မှုနဲ့အတူကျွန်တော်တို့တွေဒီချက်လက်တွေကိုကောက်ယူပြီးတော့အဲအဲလိုပေးဖို့ခဲ့တယ်ပေါ့နော်နောက်တစ်ခုကတော့ ဒီတီးကြလဲကျွန်တော်တို့နိုင်ငံတကာမှာရှိနေတဲ့ ILO အဖွဲ့ဝင်နိုင်ငံတွေအစိုးရတွေစီကိုလဲကျွန်တော်တို့စက္ကဆရဲ့ချိုးပေါမှုတွေပေါ့နော်ချိုးပေါမှုတွေကို ပေးပို့ပြီးတော့စက္ကဆကိုအေးယူနိုင်ရေးပေါ့နော်အေးယူနိုင်ရေးမှာပူးပေါင်းပါဝင်ပေးဖို့ဒါမှသာနေဗမာပြည်ကဒီမိုကရေစီလမ်းကြောင်းပေါ်မြန်မြန်ရောက်မယ်ဖြစ်ကြောင်းကိုလည်းကျွန်တော်တို့နိုင်ငံတကာအစိုးရတွေစီကိုကျွန်တော်တို့ပေးပို့တောင်းဆိုခဲ့တာဒီလူချင်းတွေ့ဆုံတဲ့အခါမှာလည်းကျွန်တော်တို့ တောင်းဆိုခဲ့တာတွေပေါ့နော်ဒါတွေကိုကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ဆောင်ရွက်ခဲ့တာရှိပါတယ်။နောက်လူသမားအဖွဲ့ချုပ်တွေကလည်းကျွန်တော်တို့သုံးမွေးဆိုင်အနေနဲ့ပေါ့နော်။နောက်လုပ်ငန်းရှင်တွေစီကိုရောကျွန်တော်တို့ပေးဖို့တောင်းဆိုတာတွေပြုစုံဆွေးနွေးပွဲတွေရနေပြီးတော့တောင်းဆိုတာတွေဒါတွေကိုကျွန်တော်တို့ပူးပေါင်းဆောင်ရွက်ခဲ့တာတွေရှိပါတယ်။ဦးဆောင်ဆောင်ရွက်ခဲ့တာတွေရှိခဲ့ပါတယ်။ဟုတ်ကဲ့ပါဝန်ကြီး။အဲဒီဆုံးဖြတ်ချက်ကိုအဖွဲ့ဝင်နိုင်ငံတွေအားလုံးကလိုက်နာရမယ့်သဘောလို့နားလည်ပါတယ်။ရုရှားနိုင်ငံကလည်းအဖွဲ့ဝင်ထဲမှာပါနေတော့ သူကဘာလို့မကန့်ကွက်တာလဲဒီဆုံးဖြတ်ချက်ကိုလိုက်နာမှုရှိပါမလားနောက်ပြီးမလိုက်နိုင်ရင်ရောဘာတွေဖြစ်လာနိုင်ပါသလဲဝန်ကြီးခင်ဗျာဒီဆုံးဖြတ်ချက်ကတော့သူကဒီလိုက်နာရမယ်ဆိုတော့ ILO ရပေါ့နော် article 33ရလိုက်နာဖို့ဆိုတာကတော့ဒီဖွဲ့စည်းပုံစည်းမျဉ်းအရာပါပြီးသားပေါ့နော်ပါပြီးသားသို့တော်လည်းပဲဒီဟာကတည်တဲ့အတိုင်းပဲကျွန်တော်တို့ ဒီလိုမျိုးနိုင်ငံစုံအဖွဲ့အစည်းတွေကိုစိုးရတယ်နောက်တစ်ခါကျတော့အလို့ချင်းအလို့သမားတွေပါပါဝင်တဲ့ဒီတူချင်းအနေနဲ့ဟောပေါ့နော်တူချင်းဆိုတာကတပွဲချင်းစီပေါ့အလို့ချင်းတွေအဖွဲ့တွေပါတဲ့အလို့သမားသမဂတွေပါတဲ့နောက်အစိုးရတွေပါတဲ့ဒီလိုမျိုးဆိုတော့တချို့နိုင်ငံတွေကလိုင်းနာမှု ပြက်ကွက်တာမျိုးတွေလည်းရှိကောင်းရှိနိုင်ပါတယ်ဒါကဘာကြီးပေါ်မှာ ILO လိုမျိုးဒီအလို့သမားရေးရနဲ့ပတ်သက်ပြီးတော့သုံးမွင့်ဆိုင်ပါဝင်တဲ့အဖွဲ့အစည်းမျိုးမပြောနဲ့ဘူးเนาะကုလသမဂ္ဂလိုမျိုးဒီအဖွဲ့အစည်းမှာတော့မှဆုံးဖြတ်ချက်တွေကိုမလိုက်နာပဲနဲ့ချိုးဖောက်နေတာတွေပေါ့เนาะအဲဒါကုလသမဂ္ဂဆိုလို့ရှိရင်ကျွန်တော်တို့နောက်မှာကဘာစစ်တွေနောက်နိုင်ငံချင်းချင်းကျူးကျော်မှုတွေမဖြစ်အောင်လို့ဖွဲ့စည်းခဲ့တာသို့တော်လည်းပဲကုလသမဂ္ဂဖွဲ့စည်းပြီးနောက်ပိုင်းမှာတည်းဒီစစ်တွေကကျူးကျော်စစ်တွေကဆက်ပြီးတော့ရှိနေတာပဲအဲ့တော့ဆိုလိုတာကတော့ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေကတော့မှအချို့က ဒီဖောက်ပြတ်တာမျိုးတွေရှိတယ်နော်အဲ့တော့ ILO ရဲ့ဒီဆုံးဖြတ်ချက်ကိုလည်းတချို့နိုင်ငံတွေကမလိုက်နာဘဲနေတာမျိုးတွေလည်းကျွန်တော်တို့ရှေ့ပိုင်းမှာလည်းရှိခဲ့ဘူးနောက်ဆုံးကျွန်တော်တို့အခုဒါနမူနာအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နိုင်ငံထက်စောပြီးတော့ Belarus ကို Article 33နဲ့အရေးယူထားပါတယ် Article 33နဲ့အရေးယူထားတဲ့ဒီ Belarus ကိုဒီစကားစကားတွားပြီးတော့ဟိုပူပေါင်းဆောင်ရွက်မှုတွေလုပ်တယ်အားလုံးတွေ့ကြမှာပါကျွန်တော်တို့ဒီ ဘီလာရုစ်ကိုမရောက်နိုင်ကိုယ်တိုင်သွားပြီးတော့ဒီချက်ပြီးတော့စာချုပ်တွေချုပ်တာတွေပူးပေါင်းဆောင်ရွက်မှုတွေရှိတယ်။အဲ့တော့ဗမာပြည်ကလည်း ILO အဖွဲ့ဝင်ပဲ။ဒါကိုမလိုက်နာဘဲနဲ့ဆက်ပြီးတော့သူတို့ကျူးလွန်တယ်။အဲ့တော့ဒီလိုကျူးလွန်မှုတွေကဘာတွေထပ်ပြီးရရှိနိုင်လဲဆိုတော့အခုဒီဆက်ကဆောက်ကိုအရေးယူမှုတွေတဲမှာဒီလိုမျိုးရှေ့ပိုင်းရှိထားတဲ့ Article 33ဆုံးဖြတ်ချက်ကိုမလိုက်နာဘဲနဲ့ပေါ့နော်။ဒီလိုမျိုးကိစ္စတွေလည်းအပါအဝင်ပေါ့ ဒါကြောင့်ကျွန်တော်တို့ကစက္ကစကိုထပ်ပြီးတော့ article 33တွေနဲ့အရေးယူပါအဲ့တော့ရုရှားလူမျိုးပေါ့နော်ကိုဂျိုးစီဝါပဲကြည့်ပြီးတော့ဒီကျွန်တော်တို့အရေးမယူပဲနဲ့ပေါ့နော်ဒီမလိုက်နာတဲ့နိုင်ငံတွေလည်းရှိကောင်းရှိနိုင်တယ်သို့သို့တော့ဒီနိုင်ငံတွေကိုလည်းကျွန်တော်တို့ကဆက်ပြီးတော့အရေးယူနိုင်ရေးကိုကျွန်တော်တို့ဆက်ကြိုးစားဖို့လိုတယ်ပေါ့နော်အဓိကကတော့ဒီခုနက ကျွန်တော်တို့ convention 29နဲ့87ကိုချိုးဖောက်တဲ့နိုင်ငံတွေကိုအရေးယူကြုံနဲ့ကျွန်တော်တို့မလုံလောက်ဘူးအဲ့လိုမျိုးအရေးယူဖို့ပြက်ကွက်တဲ့နိုင်ငံတွေဆက်ပြီးတော့ဒီရေးယူခံရတဲ့နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံတွေကိုပါဆက်ပြီးတော့အရေးယူနိုင်ရေးပေါ့နော်ဒါကိုလည်းကျွန်တော်တို့ဆက်ပြီးတော့ကြိုးစားဖို့လိုပါတယ်ဒီအရောင်လည်းကျွန်တော်တို့စဉ်းစားထားတာတွေရှိပါတယ်ငကိုတဲကူကဒီလိုမျိုးတွေလည်းဖြစ်ကောင်းဖြစ်လာနိုင်တဲ့အတွက်ကြောင့်ဒါတွေကိုလည်းကျွန်တော်တို့ဆက်ပြီးတော့အရေးယူနိုင်ရေးပေါ့နော်ဒါကိုလည်းကျွန်တော်တို့ကြိုးစားဖို့ ရှိပါတယ်။အဲခုနမေကွန်းကိုတိတိကျကျကျွန်တော်တို့ဖြေရလို့ရှိရင်တော့ဒီလိုမျိုးချိုးပေါက်မှုတွေကိုအဲဆုံးဖြတ်ချက်ကိုမလိုက်နာတဲ့နိုင်ငံတွေကိုပေါ့နော်ဆက်လက်ထပ်ပြီးတော့အရေးယူတဲ့ process မျိုးတွေပေါ့နော်ဒါမျိုးတွေလည်းကျွန်တော်တို့ရှိနိုင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဝန်ကြီးခင်ဗျနောက်တစ်ခုကအဲဒီတက်တန်းရာကျော်လာပြီဖြစ်တဲ့ဒီ ILO တမိုင်းမှာပုံမှန်33ကိုအသုံးပြုတာအခုတစ်ချိန်နဲ့ပါဆိုရင်အဲ3ချိန်ရှိလာတဲ့အခါ သမိုင်းမှာတော့မြန်မာနိုင်ငံကဒုတိယအကြိမ်ထပ်မံအရေးယူခံရခြင်းဖြစ်တယ်လို့သိရပါတယ်ပထမတစ်ကြိမ်အဲ2000ပြည့်နှစ်အချိန်ခါတုန်းကဆရာနာရှင်ဟောင်းတန်းရွှေလက်ထက်မှာတုန်းကလည်းအခုလိုမျိုးအရေးယူခံရပြီးတော့တိုင်းပြည်ကဆိုးရွားလွန်းတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပြီးအခွင့်အလမ်းတွေရှော့ချခံရတာပြီးတော့နိုင်ငံတကာရဲ့ဒဏ်ခတ်ပိတ်ဆို့မှုကိုခံခဲ့ရပါတယ်အခုဒုတိယအကြိမ်အရေးယူခံရတဲ့အတွက်ကြောင့် စစ်ကောင်စီဟာရခိုင်ကထက်ပုံမူပြင်းထန်တဲ့နိုင်ငံတကာဖိအားတွေနဲ့ရင်ဆိုင်ရွယ်ရှိလာနိုင်လားနောက်ပြီးနိုင်ငံအပေါ်စီးပွားရေးနဲ့လူမှုရေးအရာစိုးကျိုးတွေတက်ရောက်လာနိုင်ပါသလားအဲတစ်ဆက်ထဲမှာပဲဝင်ကြီးရဲ့အဲတန်ခတ်ပိတ်ဆို့အေးအေးယူမှုတွေထဲမှာဘာတွေပေါဝင်လာနိုင်ပါသလဲဝင်ကြီးအော်ဟုတ်ကဲ့ကျွန်တော်တို့ဗမာပြည်ကတော့ဒါဒုတိယအကြိမ်အေးအေးယူခံရတာပေါ့နော်ဒုတိယအကြိမ်အေးအေးယူခံရတာဖြစ်တယ်အဲ့တော့ ထမအကျင့်ရေးယူခံရတုန်းကတော့ကျွန်တော်တို့ဒီဆုံးဖြတ်ချက်ပေါ့နော်ဒီကျွန်တော်တို့ရေးယူတဲ့ဆုံးဖြတ်ချက်ကဒီလောက်မပြင်းထန်ပါဘူးမပြင်းထန်ဘူးဘာပြီးဘာလုံနေတဲ့စီးပွားရေးကြီးပြန်လည်သုံးသက်ဖို့ဆိုတာပေါ့နော်အပြင်လာသုံးသက်ဖို့ဆိုတဲ့အတွက်ကြောင့်ဖော်ဝင်နိုင်ငံဒီအနေနဲ့ဒါသုံးသက်ပြီးတော့မလုံသိဘူးဆိုတာကျွန်တော်တို့ဆုံးဖြတ်ပြီးတော့ပြန်ပြီးတော့ရုပ်သိမ်းသွားကြတယ်အခုဒီချိန်ရေးယူတာကကြတော့ကျွန်တော်တို့ဒီ စီးပွားရေးကိစ္စတွေမဟုတ်ပါဘူးဒီထဲမှာဆုံးဖြတ်ချက်မူကြမ်းထဲမှာပါပါတယ်ဒီအကြံဘက်စကောင်စီနဲ့ဆက်ဆံရေးကိုပြန်လည်သုံးသပ်ရဆိုတာမျိုးတွေပါပါတယ်အဲ့တော့ဒီလေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်သွားစီဖို့အတွက်လေရင်စီပေါ့နော်ဒီလိုမျိုးပိတ်ဆို့မှုတွေလုပ်ဖို့အဲ့တော့ကျွန်တော်တို့အခုတစ်ချိန်ကဘတ်စုံပေါ့နော်ဘတ်စုံစီးပွားရေးစီးပွားရေးတွေမကဘဲနဲ့ အခြားသောအရေးယူမှုဒီညမှာကျွန်တော်တို့ပိတ်ဆို့မှုတို့စီးပွားရေးဌာနကပိတ်ဆို့မှုတို့ကျွန်တော်တို့သုံးလို့မရပါဘူးဒါတော့အရေးယူမှုပဲအဲ့တော့အရေးယူမှုကပို့ပြီးတော့ပြင်းထန်တယ်ပေါ့နော်ပြင်းထန်တဲ့အတွက်ကြောင့်ကျွန်တော်တို့စက္ကစအနေနဲ့ကတော့အထင်နာမှာချိန်နေပါတယ်အဲ့တော့အဲကျွန်တော်တို့လုံထုံးလုံနေရတော့ ILO ကတော့ကျွန်တော်တို့မမာဘီယူအရေးယူတာပေါ့နော်မမာဘီယူအရေးယူတာသို့တော့ကျွန်တော်တို့သူ့ရဲ့အရေးယူမှုကပြည်သူလူထုတဲ့စက္ကစကို တိုက်ရိုက်ထိခိုက်နိုင်ကြီးပေါ့နော်တရားကိုကျွန်တော်တို့အားလုံးဝိုင်းပြီးတော့ကြိုးစားထားကြပါတယ်တရားလူထဲမှာပါဝင်တဲ့သူတွေလည်းတရားကိုအဓိကထားပြီးတော့ကြိုးစားကြပါတယ်။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီ CY report မှာ report ရဲ့အဓိကနှစ်သာရကအလူရဲ့ဒီအဓိကရည်ရွယ်ချက်ကဗမာပြည်ကိုဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ရေးပေါ့။ဒါကြောင့်စကားစာကိုထိခိုက်ဖို့ကိုအဓိကထားတယ်။အဲ့တော့ဒီလိုမျိုးကျွန်တော်တို့အေးအေးယူတဲ့အခါမှာ ကျွန်တော်တို့နိုင်ငံမထိကြိုက်ဘူးလားဆိုတာကျွန်တော်တို့မျိုးကုန်ထုတ်စရာရှိပါတယ်ဒါရှေ့ပိုင်းမှာကျွန်တော်တို့တွေဒီကိစ္စနဲ့ပတ်သက်ပြီးတော့ညှိနှိုင်းဆွေးနွေးတဲ့ကောဒီမျိုးကုန်ကအကြိမ်ကြိမ်ကျွန်တော်တို့အမေခံအဲ့တော့ကျွန်တော်တို့ကဒီလိုမျိုးတန်ခတ်ပိတ်ဆို့လိုက်လို့တန်ခတ်လိုက်လို့ရေးယူလိုက်လို့ဗမာပြည်စီးပွားရေးထိကြိုက်သွားနိုင်သလားဆိုတော့အခုလက်ရှိရောဘယ်အခြေအနေရှိတယ်လဲကျွန်တော်တို့ဒါကိုကျွန်တော်တို့ပြန်ကြည့်ဖို့လိုပါတယ်။မာဒီယာ ဒီ2021ကျမ်းပတ်စစ်ကောင်စီကအလားလူယူပြီးနောက်ပိုင်းတွေကစီးပွားရေးတဟုန်လို့ကိုကြက်သွားတော့ပေါ့နော်ပြည်သူလူထုကသန်းနဲ့ချီပြီးတော့ကိုပြည်ပအိုးရောပြည်တွင်းရောရွှေ့ပြောင်းကြရတယ်ဒါစီးပွားရေးကိုတကယ်ဖျက်ဆီးနေတာကဒီကျမ်းပတ်စကားစာဖျက်ဆီးနေတာဖြစ်တယ်အပြည်သူလူထုအနေနဲ့ကဒီထက်ထပ်ပြီးတော့ဟိုကြက်တဲစရာပေါ့ကြက်တဲစရာကမရှိတော့ဘူးတိုင်းပြည်စီးပွားရေးဒီထက်ထပ်ပြီးတော့ကြက်စရာမရှိတော့ပြည်သူလူထုက အစ်မတန်ကိုကျွန်တော်တို့ခက်ခဲတဲ့အခြေအနေနဲ့ကျွန်တော်တို့ရင်ဆိုင်နေရပြီเนาะအဲ့တော့ကျွန်တော်တို့ဒီနိုင်ငံအနေနဲ့ကတော့နိုင်ငံစည်းဝါးရေးကတော့ဒီချက်ထပ်ပြီးတော့ကြာစရာလည်းမရှိတော့ဘူးပေါ့ကျွန်တော်တို့အဲသို့တော်လည်းပဲကျွန်တော်တို့စကားဆကို ထိခိုက်အောင်စကားဆအမြန်ပေါ့เนาะအဲကျွန်တော်တို့ပြုတ်ကြသွားအောင်ဒီလိုမျိုးအေးအေးယူမှုတွေလုပ်တဲ့အခါမှာနိုင်ငံစည်းဝါးရေး နည်းနည်းအများတော့ထိနိုင်တယ်ဆိုတော့ဒါကျွန်တော်တို့ဟိုသိကြတာပဲပေါ့နော်သို့တော့ကျွန်တော်တို့အခုသွားနေတဲ့နေဦးတော်လှန်ရေးကပို့ကိုတိုင်းအထိကိုက်ခံအနစ်နာခံပြီးတော့ပေါ့နော်ပြည်သူလူထုကအကြမ်းဖက်စစ်ကောင်စီပြုတ်ကြရင်သွားနေတာဒါကြောင့်ကျွန်တော်တို့ဒီရေးယူပိတ်ဆို့မှုမှာရေးယူဒဏ်ခတ်မှုမှာစက္ကဆကူ ပြုတ်ကြဖို့အတွက်ဆိုလို့ရှိရင်ပြည်သူလူထုကလည်းဒီပေါ်မှာနင့်နာခံဖို့ကအသင့်ပဲပေါ့နော်ဒါကိုလည်းကျွန်တော်တို့ငိုတဲကိုကလည်းကျွန်တော်တို့ဒီအချက်လက်တွေရရထားပြီးသားပြည်သူလူထုအတန်းလည်းကျွန်တော်တို့နားထောင်ပြီးသားပေါ့နော်အဲ့တော့ဒီရေယူတန်ခတ်မှုကြောင့်အာအာဒီကတ33နဲ့ရေယူမှုကြောင့်စကတ်ဆတ်ကိုအများကြီးထိခိုက်သွားနိုင်တာကတော့အမှန်ပါပဲအဲ့တော့ခုနကဒီနိုင်ငံကိုရေယူတာဖြစ်တဲ့အတွက်ကြောင့် နည်းနည်းတော့ထိမယ်။ဤသူကတော့နည်းနည်းထိမယ်။သို့တော့စကားစကားတော့အများကြီးထိပြီးတော့ကျွန်တော်တို့ပြောက်ကြသွားနိုင်ချေရှိတယ်အထီးပေါ့နော်။သူ့ရဲ့ဒီပြည်သူလူထုပေါ့ဖိနေမှုတွေရော့ကျသွားတဲ့အထီးကိုကျွန်တော်တို့ရောက်သွားနိုင်တယ်ပေါ့နော်။အဲ့တော့ဘာတွေပါလာမလဲဆိုတော့ဒီအေးအေးယူမှုတွေမှာခုနကပြောသလိုပဲစီဝါရေးတသက်မဟုတ်ပါဘူး။စီဝါရေးတသက်အေးအေးယူမှုမဟုတ်ပါဘူး။ဒီအေးအေးယူမှုကစကားစရဲ့ဒီဖြစ်တည်မှုပေါ့နော်။သူ့ရဲ့ဒီ legitimacy ပေါ့ အခုချိန်ကြီးတဲ့သူမရသေးပါဘူးသို့တော့လက်ရှိအချိန်ကြီးသူနဲ့ဆက်ဆံနေရတဲ့မဖြစ်မနေဆက်ဆံနေရတဲ့နိုင်ငံတွေလည်းရှိပါတယ်အဲ့တော့ဒီနိုင်ငံတွေကိုလည်းစက္ကဆနဲ့ဆက်ဆံမှုကိုပြန်လဲသုံးသပ်စေဖို့ဆိုတဲ့ဆုံးဖြတ်ချက်လည်းပါပါတယ်ဒါဟာပြည်သူလူထုကိုနေစင်တဲ့အများဒီရဲရဲဆက်ဆက်တက်ဖြတ်နေတဲ့ဒီအကြမ်းဖက်စစ်ကောင်စီနဲ့ဆက်ပြီးတော့ဆက်ဆံနေပါလားဆိုတဲ့မေးခွန်းပါပဲအဲ့တော့စက္ကဆဟာနိုင်ငံတကာမှာ ဒီထပ်ပို့ပြီးတော့အထီးကျန်မှုပေါ့နော်ဒီလိုမျိုးဖြစ်လာနိုင်ခြင်းရှိပါတယ်တဏ္ဍမဏီယပို့ပြီးတော့အထီးကျန်မှုတွေဒါသူအပေါ်ကိုကျွန်တော်တို့ပြည်တံခတ်မှုတွေတည်ကြပေါ့နော်တည်ကြပြည်တံခတ်မှုတွေဒါတွေသူသူပို့ပြီးတော့ကြုံရနိုင်ပါတယ်အဲ့တော့နောက်တစ်ခုကကြတော့ကျွန်တော်တို့ဒီလေးရင်းစီပါဝင်ပေါ့နော်နောက်တစ်ခုကလက်နက်ပေါ့ဒီလိုမျိုးကြောင်းချနေတဲ့တချို့နိုင်ငံတွေအနေနဲ့လည်းဒီအပေါ်မှာဆက်ပြီးတော့မယောင်းချဖို့ဒီအရာတွေလည်းကျွန်တော်တို့ ဆုံးဖြတ်ချက်တွေတည်းပါပါပါတယ်အဲ့တော့တခုတည်းမဟုတ်ဘူးစီပွားရေးတခုတည်းမဟုတ်ဘူးအဲအရင်တစ်ခေါက်2000ပြည့်နှစ်တုန်းကတော့စီပွားရေးဆက်ဆံမှုတွေပြန်လည်သုံးသပ်ရန်ဆိုတာပဲပါပါတယ်အခုကတော့ကျွန်တော်တို့ဘတ်စုံပေါ့နော်တန်တမန်ကြီးရရောစစ်ရေးကြီးရရောအဲဗန္နာကြီးရရောဓာရီကိုကျွန်တော်တို့ဘတ်စုံကနေပြီးတော့စက္ကစကိုဒီရေးယူဖို့အတွက်ဖြတ်တောက်ဖို့အတွက်ကိုဒီဆုံးဖြတ်ချက်မှာပါဝင်ဟုတ်ကဲ့ပါဝင်ကြီးခင်ဗျာ ဒီအကြံပတ်စစ်ကောင်စီကို ILO article 33နဲ့အရေးယူနိုင်တာအလုံသမားဒုနဲ့ပြည်သူတွေအတွက်အောင်ပွဲလို့ပြောလို့ရလားတော်လန်ရေးပေါ်ဘလို့တက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီစကားဆောက်ကို article 33နဲ့အရေးယူရေးမှာကျွန်တော်တို့စကြိုးပန်းနေဟွာကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကလက်ရှိမျိုးဥတော်နိုင်အတွက်ပေါ့နော်မျိုးဥတော်နိုင်အတွက်ကျွန်တော်တို့ ဗန္ဒာကြီးစစ်မြက်တာစီပွားရေးစစ်မြက်တာပေါ့နော်ဒီကနေပြီးတော့ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်ဖို့နောက်တစ်ခုကကြတော့ဒါကနိုင်ငံတကာကြီးကစစ်မြက်တာပေါ့နော်ဒီလိုမျိုးကနေကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်တဲ့သဘောပါပဲအဲ့တော့ဒီကနေပြီးတော့ကျွန်တော်တို့အေးအေးယူမှုတွေဒဏ်ခတ်မှုတွေရှိလာမယ်ဟေ့ဆိုလို့ရှိရင်စက္ကစအနေနဲ့ပြည်သူလူထုပေါ်ဖိနှိပ်မှုတွေကတော့အများကြီးထိခိုက်သွားမှာပါပဲဒါဟာပြည်သူလူထုရဲ့ဒီအပိသက်အောင်ပွဲမဟုတ်ပေမဲ့ဒါလမ်းခုလက်ကတိုက်ပွဲရဲ့အောင်ပွဲပေါ့နော် ဒီကျွန်တော်တို့တော်လန်ရေးကြီးတစ်ခုလုံးရဲ့အောင်ပွဲမဟုတ်ပေမဲ့တော်လန်ရေးခီးကြီးမှာကြုံသွားတဲ့တိုက်ပွဲတစ်ခုရဲ့အောင်ပွဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်။တရားကျွန်တော်တို့စကားစကားနေပြီးတော့အကျန်းဖက်ဖိနှိပ်ခံထားရတဲ့ပြည်သူလူထုအကျန်းဖက်ဖိနှိပ်ခံတပ်ဖြတ်ခံရတဲ့ပြည်သူလူထုရဲ့အသက်တွေဘဝတွေစီးစိမ်တွေအလကားမဖြစ်ဘူးပေါ့။သူတို့တွေရဲ့ဒီယင်းနီပိဆက်မှုတွေဟာဒီချက်လက်တွေဟာအကျမ်းမဆစ်ကောင်စီကိုအေးအေးယူဖို့အတွက်ကျွန်တော်တို့ ဂျမ်ဘက်စစ်ကောင်စီကိုအေးအေးယူကြီးတိုက်ပွဲလို့ပြောလို့ရတာပေါ့နော်ဒီတိုက်ပွဲမှာကျွန်တော်တို့အောင်ပွဲရတဲ့အထစ်ကိုသူတို့ရဲ့ပိဆက်မှုတွေကပါဝင်ခဲ့ပါတယ်ဒါကြောင့်ကျွန်တော်တို့ဟာဒီဟာကပြည်သူလူထုရဲ့အဲတော်လှန်ရေးခရီးကအောင်ပွဲတစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီလိုမျိုးအောင်ပွဲတွေကျွန်တော်တို့ကဏ္ဍအသီးသီးမှာရလာလို့ရှိရင်ကျွန်တော်တို့ရဲ့တော်လှန်ရေးကြီးဟာမကြခင်ပြည်သက်အောင်ပွဲဆင်နိုင်လိမ့်မယ်ပေါ့နော် ဒါဟာကျွန်တော်တို့ရဲ့အောင်ပွဲတစ်ခုလို့ကျွန်တော်တို့ပြောလို့ရပါတယ်ဒီဒေါ်လာရေးခရီးမှာဘယ်လိုလိုမျိုးပေါ့နော်ဒေါ်လာရေးမှာရှိနေတဲ့တိုက်ပွဲတွေရဲ့အောင်ပွဲလို့လည်းပြောလို့ရတယ်ပြည်သူလူထုရဲ့အောင်ပွဲလို့လည်းပြောလို့ရပါတယ်ဟုတ်ကဲ့ပါဝင်ကြီးအဲ PPTV ရဲ့တည်တံ့တွစ်ဆိုမေးမြန်းခန်းကနေဒီကနေ့ပြုလုပ်တဲ့ interview အစီအစဉ်မှာဝင်ကြီးအနေနဲ့ဗာများဖြည့်ဆွတ်ပြောခြင်းပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဖြည့်ဆွတ်ပြောလို့တာကတော့ပေါ့နော်အခုလက်ရှိမြို့ဥတော်လန်ကြီးကကျွန်တော်တို့ မြန်မာသမိုင်းမှာဩပေါ့ကမ္ဘာသမိုင်းမှာဩမကြုံဘူးသေးတဲ့တော်လှန်ရေးတစ်ခုဖြစ်တယ်ပေါ့နော်ဒီပြည်သူလူထုရဲ့အကြမ်းမဖက်နည်းနဲ့ပါဝင်မှုရောပေါ့နောက်တစ်ခုကကြတော့ကျွန်တော်တို့လိုအပ်တဲ့အခါမှာကျွန်တော်တို့ဒီလက်နက်ဆွဲကင်ပြီးတော့ပေါ့နော်ဒီလိုမျိုးပြန်ပြီးတော့တော်လှန်ခုခံတဲ့နည်းရောဘတ်စုံကျွန်တော်တို့အသုံးအသုံးပြုပြီးတော့တိုက်ပွဲဝင်တဲ့နည်းဖြစ်တယ်နော် အဲ့တော့ဒီလိုမျိုးကျွန်တော်တို့တော်လန်တိုက်ပွဲဝင်တဲ့အခါမှာပြည်သူလူထုကရတဲ့နေရာကနေရတဲ့နီးနဲ့ပါဝင်ကြတာဒီတွက်ပြည်သူလူထုရဲ့ပါဝင်မှုကိုကျွန်တော်တို့လေးစားတယ်ဂုံလဲဂုံယူပါတယ်အဲ့တော့ဒီလိုမျိုးပါဝင်တဲ့အခါမှာတော်လန်ရေးတရက်ကပေးဆက်မှုတွေအများကြီးရှိပါတယ်အဲ့တော့ဒီလိုပိဆက်မှုတွေကလဟသက်မဖြစ်စေရပါဘူးအခုလည်းကျွန်တော်တို့လဟသက်မဖြစ်ဘူးကျွန်တော်တို့အောင်ပွဲတွေကြရတယ်ဒီလိုတော်လန်ရေးခရီးမှာကျွန်တော်တို့အမြန်အောင်ပွဲ ဝင်မှုအတွက်ပေါ့နော်အញ្ញံကျွန်တော်တို့အောင်မြင်မှုအတွက်ကတော့ကျွန်တော်တို့ဒီချက်ပို့ပြီးတော့လက်အားဆိုင်လို့ပါတယ်ကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ရောကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ရောဒီချက်ပို့ပြီးတော့ကျွန်တော်တို့အားဆိုင်ကြမယ်ပြည်သူလူထုအနေနဲ့လည်းဒီချက်ပို့ပြီးတော့ပါဝင်ပေးဖို့ပေါ့နော်နောက်ဖြစ်နေတဲ့ကျွန်တော်တို့ဖိနှိပ်မှုတွေကိုကျွန်တော်တို့တိခံပေးဖို့ပေါ့တိခံပေးဖို့ဆိုတဲ့ဟာကဒါကျွန်တော်တို့တွေတက်ဆွမ်းသမျှကိုကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ကူညီပေးတယ်ကယ်ဆယ်ပေးတယ်ပေါ့နော်ပေးစေပြီးတဲ့ အဲ့တော့သို့တော်လည်းပဲကျွန်တော်တို့စက္ကဆရဲ့ဖိနစ်မှုကလည်းအလုံးကိုပြင်းထန်ပါပဲပြင်းထန်ပါပဲဒါကြောင့်ကျွန်တော်တို့ဒီပြင်းထန်မှုတွေကိုယောပန်းယုံနဲ့ကျွန်တော်တို့ယောပန်းယုံလုံးလို့မရပါဘူးပပြအောင်လုပ်ရပပြအောင်လုပ်ဖို့ကတော့ကျွန်တော်တို့ဒီနွေဦးတော်လန်ရေးအောင်မြင်ဖို့အရေးကြီးတယ်နွေဦးတော်လန်ရေးအောင်မြင်ဖို့ဆိုတဲ့နေရာမှာအခုကျွန်တော်တို့အားရလူကနေပြီးတော့အရေးယူဆုံးဖြတ်တဲ့လိုမျိုးပဲကျွန်တော်တို့ခုနလက်နက်ကင် ဒီမဟုတ်တဲ့အခြားသောနီးနာပေါင်းစုံတွေမှာပြည်သူလူထုအနေနဲ့ပါဝင်လို့လည်းရပါတယ်။နိုင်ငံကနီးတစ်ခုတည်းသာလည်းမဟုတ်ဘူးကျွန်တော်တို့ဟာဘတ်စုံနီးနာတွေကိုသုံးပြီးတော့ကျွန်တော်တို့တော်လှန်နေတာဖြစ်ပါတယ်။ဒါကြောင့်ပြည်သူလူထုအနေနဲ့မိမိတို့ရဲ့ click တစ်ချက်ကနေဖြစ်စီပေါ့နော်။ဒီ comment တစ်ခုကနေဖြစ်စီ။နောက်မပူပေါင်းမှုမပါဝင်မှုတစ်ခုကနေနိုင်ငံတကာကတော့မှာ ဒီဗမာပြည်သူလူထုပေါ့ဖိနှိပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့မပူးပေါင်းဘူးပေါ့နော်အရေးယူဖို့အတွက်ကိုပါဝင်နေကြတာနိုင်ငံတကာလူသမားအဖွဲ့ချုပ်တွေအနေနဲ့ပူးပေါင်းကြတာဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့ပြည်သူလူထုအနေနဲ့လည်းတက်နိုင်ဆုံးစက္ကစနဲ့ဒီခပ်ကင်းကင်းနေပြီးတော့နော်ကျွန်တော်တို့ရသမျှပွိုင်းကောက်တွေဒီလိုမျိုးနီးနာတွေရနေပြီးတော့ပူးပေါင်းပါဝင်ပေးကြဖို့ကျွန်တော်အနေနဲ့မြေတားရက်ခံတိုက်တွန်းလိုပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ပါဝင်ကြီးအခုလိုမျိုး PPTV ကိုအင်တာဗျူးဖြေချပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုအင်တာဗျူးဖြေချခွင့်ရတဲ့အတွက်ကြောင့်လည်း PPTV ကိုအများကြီးကျေးဇူးတင်ပါတယ်